နောက်တစ်ခုမဟာဗျူဟာ၃ပါရှင်းမဟာဗျူဟာ၃ကတော့ရွှေ့ပြောင်းလုပ်သားများပြည်တော်ပြန်အစီအစဉ်နဲ့နောင်ရေးအာမခံချက်ပေါ့နော်ဆိုလို့ရှိရင်ရွှေ့ပြောင်းလုပ်သားဆိုတာအမျိုးမျိုးရှိပါရှင်ညာနာလုပ်သားရှိတယ်၊ကာယလုပ်သားရှိတယ်ပေါ့နော်ဆိုလို့ရှိရင်ဥပမာဆရာဝန်တွေ engineer တွေတွားကြပါတယ်တစ်ကမ္ဘာလုံးတွားကြတယ်ဒါပေမဲ့သူတို့ကရောက်တဲ့နိုင်ငံမှာပညာရှင်တွေဖြစ်တဲ့ခါကျတော့ ဟိုဝင်ငွေလဲကောင်းတယ်တချိန်ကျတော့နိုင်ငံသားတွေရသွားပြီပြန်မလာကြတာများပါတယ်ရှင်တကယ်ပြန်လာတာကတော့ဒီနိုင်ငံတကာမှာရရလို့သွားလို့ပြီးတော့ပတ်စံဆုပြီးတော့မှကိုယ်အိမ်ပြန်ပို့တယ်အရင်ဆုံးအိမ်ဆောက်တယ်ပြီးလို့ရှင်စီးပွားရေးအသေးလေးဖြစ်အောင်လုပ်တယ်အိမ်ဆိုင်လေးဖြစ်အောင်လုပ်တယ်စသဖြင့်ပေါ့နော်ဒါမျိုးသူတွေကပြန်လာတာပါပြန်လာတဲ့အချိန်မှာသူတို့မှကျွမ်းကျင်မှုလဲပါလာတယ်ငွေအရင်းနှီးလဲပါလာတယ်ပြီးရင်လုပ်ငန်းခွင်စီကံပြီးနိုင်ငံတကာရဲ့အတွေ့အကြုံတွေလဲပါလာတာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့ကျမတို့ကဒီရွှေ့ပြောင်းလို့သားပြီးတော့ပြန်တဲ့အစီအစဉ်ကိုလဲကျမတို့တေချာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။နောင်ရေးအာမခံချက် အပံ့ပိုးပေးနိုင်ဖို့လည်းကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်။နောက်ပြည်တော်ပြန်ရွှေ့ပြောင်းလုပ်သားများအတွက်ကိုအပြည်တွင်းမှာရှိတဲ့စီးပွားရေးလုပ်ငန်းများမှာနောက်မိမိရရှိလာတဲ့ကျွမ်းကျင်မှုအတွေ့အကြုံနဲ့နီးပညာတွေကိုချိတ်ဆက်အသုံးပြုနိုင်ရေးပေါ့နော်။ဒါလည်းအရေးကြီးပါတယ်။ဟိုဝန်ထမ်းပြန်လုပ်မယ်ဆိုရင်လည်းချိတ်ဆက်အသုံးပြုဖို့ပေါ့နော်။ဝန်ထမ်းမလုပ်ဘဲနဲ့မိမိရရွာဒေသမှာအသေးစားငယ်စားအလတ်စားစီးပွားရေးလုပ်ငန်းတွေပြန်လည်ထူထောင်လုပ်ငန်းတွေလုပ်ချင်တယ်ဆိုရင်လည်းသူတို့ပြန်လည်ထူထောင်ဖို့လို့အတွက်ရရရရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာပါဝင်ဆောင်ရွက်ရေးကိုလည်း ျွန်တော်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။နောက်ရွှေပြောင်းလုပ်သားများရဲ့ငွေလွှဲပို့မှုလုပ်ငန်းများနဲ့မိခိုမိခိုသူအိမ်တော်စုများအကြမ်းမှာအပြန်အလှန်ချိတ်ဆက်နိုင်မဲ့ငွေစုငွေချေချေ ဟိုဝန်ဆောင်မှုတွေငွေလွှဲဝန်ဆောင်မှုတွေအရေးကြငွေပေးချေဝယ်ယူမှုစနစ်တွေထွန်းကားလာဖို့ပေါ့နော်ဆိုလို့ရှိရင်အဲဘာတွေပြောကြလဲဆိုလို့ရှိရင်နိုင်ငံတကာရောက်တဲ့ရွှေ့ပြောင်းလုပ်သားတွေမြန်မာနိုင်ငံကိုဟိုဒီနိုင်ငံခြားဝင်ငွေတွေပို့ပြီးလို့ရှိရင်သူတို့ကအဲ့လိုပေါ့တံမိုးသိမ့်အိမ်ယာဝယ်ခွင့်ရချင်တယ်။နောက် EV ကားသွင်းပိုင်ခွင့်ရချင်တယ်။စသဖြင့်ပေါ့နော်သူတို့သူတို့ရတဲ့လှုပ်အားလေးနဲ့တိုးပွားရာတိုးပွားကြောင်းပေါ့နော်ဥပဒေပေါင်းတွေကနေဒါလေးတွေဆောင်ရွက်ခြင်းနဲ့အတန်လေးတွေကျွန်မကြားပါရရှင့် ဒါတွေလည်းကျွန်တော်တို့စီစဉ်ပေးရမှာဖြစ်ပါတယ်။နောက်အထူးစီမံချက်အနေနဲ့တော့ထိုင်းနဲ့မလေးရှားနဲ့ကျွန်တော်တို့အထူးစီမံချက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ရွှေရွှေပြောင်းလို့သားအများစုတွားရောက်လုတ်လုတ်ကိုင်းတဲ့နိုင်ငံတွေမှာ ဒေတာတွင်လောက်ခလစာနဲ့အခွင့်အရေးသဘောတူညီချက်စာကျွန်းလွှာတွေရေးထိုးရမှာဖြစ်ပါတယ်။အ ਨੇ ဆုံးလောက်ခလစာတတ်မှတ်ခြင်းနဲ့အလောက်ကိုင်းအာမခံချက်ရှိစေဖို့လို့အတွက်ကျွန်တော်တို့ဒီစာချုပ်စာတမ်းတွေထဲမှာဟိုကျွန်တော်တို့ commitment ရအောင်ပေါ့နော်သဘောတူညီချက်ရအောင်ကျွန်တော်တို့ဆောင်ရွက်ရမှာဖြစ်ပါတယ်။နောက်ရွှေ့ပြောင်းလုပ်တာလက်ခံတဲ့နိုင်ငံများကိုလောက်ခလစာခေါင်းပုံဖြတ်တဲ့အလို့ရှင်တွေရှိလို့ရှိရင်လည်းအဲဒီသူ့နိုင်ငံကနေအရေးယူပြီး အောင်ကျွန်တော်တို့တွန်းအားပေးရမှာဖြစ်ပါတယ်ရှင့်။နောက်မိခိုတဲ့ရွှေ့ပြောင်းလို့သားမိသားစုတွေအတွက်ကြလို့ရှင့်။လွှဲပုံငွေလုံခြုံရေးရန်ပုံငွေတီထောင်တာတို့နောက်တန်ဖိုးနဲ့အင်ယာဝယ်ယူခွင့်ပြုတာတို့ပြီးလို့ရှင့်ရွှေ့ပြောင်းလို့သားတို့ရဲ့ရင်သွေးငယ်တွေကိုပညာသင်ထူးချွန်စုဇိတ်တွေချိမြင့်တာပြီးလို့ရှင့်ရွှေ့ပြောင်းလို့သားမိဘနှစ်ပါးမှမွေးဖွားတဲ့ကလေးတွေကိုမြန်မာနိုင်ငံသားဖြစ်အတိမတ်ပြုပြီးတော့မှအလုတ်လုံနိုင်တဲ့အလုတ်လုံနိုင်တဲ့နိုင်ငံမှာပညာအလုတ်လုံနေတဲ့နိုင်ငံမှာ ပညာသင်ကြားခွင့်ရရှိစေတာပေါ့နော်ဒါလေးတွေကျွန်တော်တို့ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်ရှင့် ။နောက်ကျွန်တော်တို့ပါတီရဲ့ဒီခိုင်မာတဲ့ဂရီကဝတ်အနေနဲ့ပေါ့နော်ခုနလှုပ်တင်တာတွေလည်းဟုတ်တယ်။မူဝါဒအားဖြင့်လည်းကျွန်တော်တို့ပါတီကချမှတ်ထားပြီးပြီးမဟာဗျူဟာတွေလည်းကျွန်တော်တို့ပြဋ္ဌာန်းထားပြီးပြီးပေါ့နော်။အဲပြဋ္ဌာန်းထားပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ခိုင်မာတဲ့ဂဝတ်ဂရီကဝတ်ကတော့ဘာလဲဆိုရင်အဲပြည်ပရောက်လှုပ်သားများဟာနိုင်ငံအကျိုးပြုသူများဖြစ်တယ်ဆိုတော့ကျွန်တော်တို့နံပါတ်1အတိအမှတ်ပြုပါရယ်။ဆိုလို့ရှိရင်အရင်တော့တော့ဒါကိုယ်နိုင်ငံအောင်စွန့်ခွာသွားတာနိုင်ငံအောင်မချစ်လို့ဆိုတဲ့ဟာမျိုးပေါ့နော်။ဒါမျိုးကျွန်တော်တို့မတွေးပဲနဲ့ဒါလူတွေဆိုတာလူသဘာဝရေးချီရမျက်နှာရွှေ့ပြောင်းသွားလာကြတယ်ပြည် ွင်းမှာလည်းရွှေ့ပြောင်းကြရတာပဲပြည်ပေါက်ရွှေ့ပြောင်းကြရတာလည်းရှိတာပဲနိုင်ငံအချိုးပြုသူများဖြစ်တယ်ဒါနိုင်ငံရဲ့နိုင်ငံเจ้าဝင်ငွေဝိုင်းပြီးတော့မှရှာပေးနေတယ်နောက်ပြန်လာလို့ရှိရင်လည်းကျွမ်းကျင်မှုတွေ အထွေချုပ်နေစသဖြင့်ပေါ့နော်ငွေငွေစုထားတာတွေအဲသူ့သူ့မှာပါလာတယ်နိုင်ငံတကာအမြင်တွေပါလာတယ်စီးကန်းရှိပြီးကိုယ်နိုင်ငံကိုပို့ချစ်တဲ့နိုင်ငံသားတွေဖြစ်လာတယ်ပေါ့နော်ဆိုလို့ရှိရင်နိုင်ငံအကျိုးပြုသူများအဖြစ်ကိုကျမတို့အတိအမှတ်ပြုပါတယ်ကျမတို့ပါတီအနေနဲ့ပြီးလို့ရှိရင်တော့ပြည်ပရွှေ့ပြောင်းလုပ်သားတို့ရဲ့စံတခန်းစားချက်နဲ့လိုအပ်ချက်များဖော်ထုတ် ေါ်ထုတ်ပါမယ်ရှင်ကျမတို့စာပေးတွေကောက်မယ်သူတို့ရဲ့ခန်းစားနေရတာဘာလဲဒါကျမတို့လည်းဒါသူတေသနာလုတ်ထားပြီးတော့ခုနအရှိပိုင်းပြောခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဆက်လက်ပြီးတော့မှကျမတို့သူတို့ရဲ့ဆန္ဒတွေကဘာလဲခန်းစားနေရတာဘာလဲစိန်ခေါ်မှုဘာလဲလိုအပ်ချက်တွေဘာလဲကျမတို့ဒါတွေကိုဆက်လက်ပေါ်ထုတ်သွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျမတို့ အဲဒီလွှတ်တော်တဲ့ရအောင်လဲလွှတ်တော်တွေကနေအတတ်နိုင်ဆုံးကုညီပံ့ပိုးပေးသွားမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်လွှတ်တော်တဲ့မကအစိုးရတဲ့ရောက်သွားရင်လဲကျွန်တော်တို့စူးစမ်းပြီးတော့မှကျွန်တော်တို့ဒါကိုဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင်။နောက်ရွှေ့ပြောင်းလုပ်သားများရဲ့အခွင့်အရေးပေါ့နော်။အခွင့်အရေးကရွှေ့ပြောင်းလုပ်သားများဆိုင်ရာနိုင်ငံတွင်းဥပဒေပြဋ္ဌာန်းတာခုနလိုပေါ့နော်ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခုကကွယ်ပေးတဲ့เนาะခွင့်ရမြင့်တင်ကကွယ်ပေးတဲ့ဥပဒေကျွန်တော်တို့ပြဋ္ဌာန်းမှုလိုပါတယ်နောက်တစ်ခုကရုံးလုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေပုံမလှင်မြန်တွက်တွက်လက်ဖို့ပေါ့เนาะနိုင်ငံခြားမှာသွားအလုပ်လုပ်ချင်တယ်ဆိုရင်အဲ passport လောက်တာတို့ OWIC လောက်တာတို့အခြားသင်တန်းတက်ရောက်တာတို့လိုအပ်ချက်တွေအကုန်ပေါ့เนาะအဲ့ဒါတွေကိုကျွန်တော်တို့ရုံးလုပ်ငန်းနဲ့ဝန်ဆောင်မှု public service တွေကိုကျွန်တော်တို့ကောင်းအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်အာဆီယံအတွင်းမှာလည်းကျွန်တော်တို့ဥဆောင်သွားမှာဖြစ်ပါတယ်ရှင်ဘာလို့ဥဆောင်တင်လဲဆိုလို့ရှိရင်အာဆီယံအတွင်းမှာရွှေ့ပြောင်းတဲ့လောက်တာရဲ့တရားရှိလို့ရှိရင် 90%ကမြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့နိုင်ငံအမှမလုပ်ရင်ဘယ်သူမှလုပ်မှာမဟုတ်ပါဘူးဆိုလို့ရှိရင်ရှိပြီးသား framework တွေလည်းရှိတယ်ပေါ့နော်ဆိုလို့ရှိရင်2009ပြီးလို့ရှိရင် forum ရှိတဲ့နောက်ဟို AACMW ဆိုတာကတော့ကျွန်တော်တို့ဝန်ကြီးအဆင့်ထိရှိပါတယ်ရှင်ဝန်ကြီး ministerial meeting ထိရှိပါတယ်အဲ့ဒါကြောင့်မလို့ ASEAN တွင်းမှာလည်းကျွန်တော်တို့ဒီရွှေ့ပြောင်းလုပ်သားနဲ့ပတ်သက်ပြီးတော့မှာကျွန်တော်တို့နိုင်ငံကဥဆောင်တဲ့နိုင်ငံပေါ့နော်လို့ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့မှာ ASEAN တွင်းဥဆောင်မှုတို့နဲ့အဲကျွန်တော်တို့ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ကြအောင်ပြောကြိုင်းနဲ့နေက ုံချုပ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်